အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့မြန်မာဘာသာနာကလပ်ရဲ့ဖောင်ဒါမိုးဆက်ပဲဖြစ်ပါတယ်ဒီနေ့မိတ်ဆွေတို့ကိုကျွန်တော်မျှဝေပေးခြင်းတဲ့အကြောင်းအရာလေးကတော့အရက်တောက်တိုင်းဂျမ်းမာရေးအတွက်ဘလို့တက်ရောက်မှုတွေရှိမလဲအရက်တောက်တယ်ဆိုတာဟာရှင်ကျင်းမှုတည်းရပါဒါပေမဲ့ဂျမ်းမာရေးနဲ့မညီညွတ်ရင်အန္တရာယ်ရှိပါမယ်အရက်ကိုအလွန်ကျွံတောက်ရင်အသေးပစ္စည်းအားနှလုံးရောဂါနဲ့ အခြားမလိုလားအပ်တဲ့လူမှုရေးပြဿနာတွေမတော်တဆမှုတွေကစပြီးဘဝတစ်ခုလုံးပျက်စီးနိုင်တဲ့အထီးကိုဆိုကြွများရှိပါတယ်။ဒါဆိုအရက်ကိုကျမ်းမာရင်လည်းညညွတ်အောင်အနေနဲ့မရှိအောင်ဘလို့တောက်။အရက်ကိုကျမ်းမာရင်လည်းညညွတ်အောင်ဘလို့တောက်မလဲဆိုတာသိဖို့ဆိုရင်အရင်ဆုံးအရက်တောက်တဲ့အခါကျွန်တော်တို့ဘာကြောင့်မူးရလဲဆိုတာသိဖို့လိုအပ်ပါတယ်။အခြေခံအကြောင်းရင်းကတော့ အရက်ထဲမှာပါဝင်တဲ့အီသနောဆိုတဲ့ဓာတုပစ္စည်းဟာဘဟုအာယုန်ကြောစနစ်ပေါ်မှာဖိနေတရားမှုရှိလို့ဖြစ်ပါတယ်။အစင်းစင်းဖြစ်စဉ်ကိုအောက်ပါတိုင်းမြင်အောင်ကြည့်နိုင်ပါတယ်။နံပါတ်၁ခန္ဓာကိုယ်ရဲ့ကိုစတင်ဝင်ရောက်ခြင်း။တောက်လိုက်တဲ့အရက်ထဲကအီသနောဟာအစာအိမ်နဲ့ဥသိမ်းမတဆင်တွေးရဲကိုအလွယ်တကူစုပ်ခံရပါတယ်။ပြီးတော့တွေးကြောထဲကနေတကူလုံးကိုပြန့်နှံ့သွားပြီးအုံနောက်စီကိုရောက်ရှိသွားပါတယ်။ နမနဲ့ဘုံနောက်ဘောတက်ရောက်မှုဘုံနောက်ဆဲရီကြားကအချက်ပြမှုတွေကိုထိညွတ်ပေးတဲ့ neurotransmitter လို့ခေါ်တဲ့ဓာတ်ရုပ်တပြုမှုတွေရှိပါတယ်။အရက်မှာပါဝင်တဲ့ဤသနောဟာဒီစနစ်ကိုအနောက်ရှက်ပေးပြီး GAB စနစ်ကိုမြင့်တင်ပေးပါတယ်။ GAB စနစ်ဆိုတာဘုံနောက်ကိုနှေးကွေအောင်ညင်သက်အောင်လုပ်ပေးတဲ့အဓိကဓာတ်ရုပ်ပစ္စည်းဖြစ်ပါတယ်။အရက်ဟာ GAB ရဲ့လှုပ်ဆောင်မှုကိုပိုပြီးအားကောင်းအောင်လုပ်ပေးလိုက်တဲ့အတွက် အုံနောက်ရဲ့တကြောင်မူနှုံကြဆင်းသွားပါတယ်။ဒါကြောင့်တုံ့ပြန်မှုနှေးကွေးခြင်းပြောဆိုမှုမပြေပြင်းဖြစ်ခြင်းကိုနေဟန်မထင်ကျုံနိုင်ခြင်းစသဖြင့်အုံနောက်ကနေခန္ဓာကိုယ်ကိုထိန်းချုပ်တဲ့စနစ်ကိုဖေဖော်ဖေရဖြစ်စေပါတယ်။